ဇွန်လ23ရက်ကစတင်ခဲ့တဲ့အီရန်နဲ့အစ္စရေးနိုင်ငံကြားဖြစ်ပွားလျက်ရှိနေတဲ့စစ်ပွဲကြောင့်နှစ်နိုင်ငံစလုံးမှာအ ਨੇ စုံလူပေါင်း400ကျော်သေဆုံးထားပြီးတော့900နီးပါးဒဏ်ရာရထားကြောင်းအီရန်လူ့အခွင့်အရေးလှုပ်ရှားသူများပြောပါရတယ်။ အီရန်ဟာအစ္စရေးနဲ့ဖြစ်ပွားလျက်ရှိနေတဲ့အပြန်အလှန်တိုက်ခိုက်မှုတွေတွင်မှာတိကျသေဆုံးတဲ့သူအရေအတွက်ကိုသတင်းထုတ်ပြန်ခြင်းမျိုးမရှိသေးကြောင်းသိရပါဗျ။အစ္စရေးကအီရန်နဲ့အမေရိကန်နိုင်ငံကြားနျူကလ িয়ার စာချုပ်ချုပ်ဆိုမဲ့အစီအစဉ်ကိုတားဆီးနိုင်အောင်ကြိုးပမ်းလျက်ရှိတယ်လို့အီရန်နိုင်ငံတိုင်းဝန်ကြီးကထုတ်ဖော်ပြောဆိုလိုက်ပါဗျ။အီရန်နဲ့အမေရိကန်နိုင်ငံကြားနျူကလ িয়ার ဆွေးနွေးမှု၆ချိန်မြောက်ကိုအိုမန်နိုင်ငံမှာဆွေးနွေးဖို့စီစဉ်နေပြီးအဲ့ဒီအစီအစဉ်မတိုင်ခင်ရှက်ပိုင်းတို့မှာအစ္စရေးကအီရန်ကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာပါ လက်ရှိချိန်မှာအီရန်ကအမေရိကန်နဲ့ဆွေးနွေးဖို့အစီအစဉ်ထားတဲ့နျူကလ িয়ার ဆွေးနွေးပွဲတွေကိုဖျက်သိမ်းလိုက်ကြောင်းသိရပါဗျ။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကရုရှားသမ္မတပူတင်ကိုအီရန်နဲ့အစ္စရေးနိုင်ငံကြားဖြစ်ပွားလျက်ရှိနေတဲ့စစ်ပွဲမှာဂျောင်းဝင်စစ်ဆက်ပေးဖို့ကမ်းလှမ်းလိုက်ကြောင်းသိရပါဗျ။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရုရှားသမ္မတပူတင်တို့ကဇွန်လ16ရက်နေ့ကတနအီကြာဖုန်းဆက်ဆွေးနွေးခဲ့ပြီးနောက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကရုရှားသမ္မတပူတင်ကိုကမ်းလှမ်းခဲ့ခြင်းဖြစ်ပါတယ်။ အီရန်နဲ့အစ္စရေးနိုင်ငံကြားအပြန်အလှန်ပြစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားနေချိန်မှာပဲအီရန်စစ်တပ်ရဲ့ထောင်လန်းရေးအဖွဲ့အကြီးကပူမူးချုပ်ခါစီမီပါဝင်စစ်ထောင်လန်းရဲ့အရာရှိ၃ဦးသေဆုံးခဲ့တယ်လို့သိရပါဗျ။အစ္စရေးရဲ့ဒုံးကျည်များနဲ့ပြစ်ခတ်တိုက်ခိုက်မှုများကြောင့်အီရန်စစ်တပ်ရဲ့ထောင်လန်းရေးအဖွဲ့အကြီးကသေဆုံးခဲ့ရခြင်းဖြစ်တယ်လို့အီရန်စစ်တပ်ကသတင်းထုတ်ပြန်ထားပါဗျ။အီရန်သမ္မတကအီရန်နိုင်ငံသားရိအနေနဲ့အစ္စရေးနိုင်ငံနဲ့စစ်ပွဲဖြစ်ပွားနေချိန်တွင် စူးစင်းညညမှုများရခိုင်အထက်ပိုးပြီးတော့ရှိဖို့တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။အီရန်သမ္မတကအီရန်နိုင်ငံဟာလက်ရှိချိန်မှာရန်စကျူးကျော်ခံနေရတယ်။အရင်တကြောင်မလို့အီရန်ပြည်သူတွေအားလုံးရခိုင်အထက်ပိုးပြီးတော့စူးစင်းညညရမယ်။ရန်သူတွေကကျွန်တော်တို့ရဲ့စူးစင်းညညမှုမရအောင်လှုံ့ဆော်ရမယ်လို့ပြောပါတယ်။